ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြခင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းရှင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာလူမော်ကမူကား ေဘုံနယ်ဘက်တွင်ဖခင်ဥပြေဆုံးဂုံကြီးချင်းမှသူ့ဘာသာပိုက်ဆံရှိခြင်းမြတ်သားဖြစ်၍နေသူနယ်သားများအတွက်တစုံတရာဆောင်ရွက်ပေးခဲ့ဘူးခြင်းမရှိသည်။တဘုံအဖြစ်နှင့်မိမိတော်လံကယ်ဘူးသောနယ်၌မူနေသူနယ်သားများ၏အကျိုးကိုမိမိကိုယ်တိုင်လက်တွေ့နှီးအားဖြင့်ဆောင်ရွက်ပေးခဲ့ဘူးသည်ဖြစ်သောကြောင့်ရေဘုံနယ်ထက်မိမိတော်လံကယ်ဘူးသောနယ်အတွက်ဝင်ရောက်ရှင်ပြိုင်ပါကထမြောက်အောင်မြင်ဖို့သာ၍လမ်းများသည်ဟုစဉ်းစားမိ၏။ဤကိစ္စနှင့်ပတ်သက်၍သာဖန်လျောက်တမင်ညာသောအခါ တဘောမတူနိုင်ပဲရှိတော်လဲဖခင်ကပင်လက်လျှော့၍လူမော်ဤစန္ဒအတိုင်းတဘုံထခဲ့သောနယ်အတွက်အရွေးခံလေ၏လူမော်သည်ရန်ကုန်မြို့မှရောက်လာသောနိုင်ငံရေးသမားဆိုသူမြို့ကြီးသားတစ်ယောက်နှင့်၎င်းနယ်အတွက်ရှင်ပြန်အရွေးခံလေရာမိမိနှင့်အတူတဘုံထခဲ့ပူသောရဲဘော်များနှင့်မှအထိုက်လျောက်စကားပြောတတ်သောလူများကိုရွေးချယ်၍မိမိအတွက်၎င်းနယ်တစ်ဝိုက်တွင်ပြားဟောစေ၏၎င်းတို့ပြောဟောရမည့်စကားများကိုလည်းလူမော်ကိုယ်တိုင်စိတ်ကူးရေးသား၍ ထိုသူတို့အားအာကုံဆောင်ထားစီလူမောကိုယ်တိုင်မှမကျောင်းသားဘဝကလေးကစကရီလူပွဲများတွင်ရှေ့ဆောင်အဖြစ်နှင့်အချင်းချင်းပါဝင်လက်ကျင့်ထားခဲ့သူဖြစ်၍အာဇဝင်ရှင်ရှင်နှင့်လူမောဟောပြောသောစကားများသည်နေသားများ၏နားထဲ၌အတော်ဝင်ပွဲကြားခဲ့လေတော့သည်လူမောအရွေးခံသောနေမှာတောင်သူလယ်သမားပေါ်များသောတော်နယ်ဖြစ်၍လူမောသည်မိမိအတွက်ရောဟောသောရေပေါ်များဖို့စကလုံးများရေးသားပေးရာတွင်တောင်သူများကြိုက်လုံးတွေချီရွေးချယ်စီစဉ်ထား၍ မြို့သားအမတ်ကိုထိခိုက်စေမိသကလုံးများပါရှိ၏တို့ရာတွင်ရေကုန်ဝဲဟူသည်မှာမြေသူကိုထိခိုက်၍မြေသူနှင့်နာသည်ဖြစ်စေကိုနိုင်ဖို့တတ်သာဗရဏထား၍ပြောကြခြင်းဖြစ်သောကြောင့်ညီမြလောက်မှန်ကန်သည်ညီမြလောက်တဘာဝကြသည်ကိုနားထောင်သူတို့ကစမ်းစစ်ဖို့နားမလဲပဲတပွဲတို့သဘောနှင့်ပြောခြင်းရာပြောစရန်ဆို၍လက်တန်းကျိတ်ကြသောစကားပွဲမျိုးဖြစ်လေသည်လူမော်စီစဉ်ပေးသောစကားများ၏အဓိပ္ပာယ်မှာ မြမပြည်သည်ကောက်ပဲတိနံကိုအာကိုအာထားပြု၍ဇီဝရေးထူထောင်ရသောတိုင်းပြည်ဖြစ်သောကြောင့်ကောက်ပဲတိနံစိုက်ပျိုးသောလူစုသည်သာလျှင်အရေးကြီးဆုံးဖြစ်ကြောင်းမြို့သူမြို့သားများဆိုသူများသည်တိုင်းပြည်အတွက်မာတစ်ခုမှထွက်အောင်မစွမ်းဆောင်နိုင်ပဲတောင်သူများကိုမိကိုကဲ့ရဲ့စားတော့ကြ၍တောင်သူများပေါ်မှအညွင့်ခူးသောလူစုဖြစ်ကြောင်းဥပရေပြုလွတ်တော်သို့မြို့သားများအမတ်ဖြစ်နှင့်ရွေးချယ်တင်မြှောက်လိုက်မည်ဆိုပါလျှင်ထို့သူသည်မြို့သူမြို့သား လူညွန့်ခုသမားများကောင်းစားစေမည်ဥပရေမျိုးတွေကိုသာပြုလုပ်၍တောင်သူလယ်သမားများ၏လေကုတ်ပေါ်မှခွားစည်းမည်ဖြစ်ကြောင်းတောင်သူလယ်သမားများအဖို့အကျိုးရှိစေမည်ဥပရေမျိုးကိုမြို့ကြီးသားဆိုသူတို့နားမလည်ပဲတောင်သူရိုးရာဖြစ်သောအမတ်သေးသားနားလည်မည်ဖြစ်ကြောင်းမြို့သားတွေဥပရေပြုခွင့်ရခဲ့လျင်မြို့ကြီးသားဂုံတယ်တွေအကျိုးရှိအောင်စပါးစိတ်ကိုဖိနှိပ်ထား၍၎င်းတို့အမျက်ကြီးစားနိုင်ဖို့အတွက်သာဖန်တီးလိုက်မည်ဖြစ်ကြောင်းမြို့ကြီးသားဂုံတယ်များသည် စဘာတစိမြလည်းမဆိုင်နွားဆို၍လည်းအထီးနှင့်အမကုံမြမခွဲကြနိုင်ခြေရကုံမြလည်းရေစိုမခံတိုက်ကြီးပြင်းတော်အိမ်ကြီးများပေါ်တွင်ဒုနှံ့ကားထိုင်နေကြတော်လဲစဘာနှင့်ပတ်သက်၍မျက်စရာရှိရင်မြို့ကြီးသားဂုံတွေတွေသားမျက်စွန်းကြကြောင်းရှင်တဲသူဆင်း၍ကျွေးနွားနှင့်အတူဖက်ပြိုင်လွတ်ကင်ကြရသောတောင်သူလူသမားများကြုံမွေးများမှမူတစ်နှစ်စီကုန်၍နောက်နှစ်အတွက်စိုက်ပျိုးရန်မြို့စဘာများပင်မရှိကြသဖြင့်လူရတများထံမှ အတုံတုံကြီးမြင့်စွာနှင့်ချေယူကြရကြောင်းဤကဲ့သို့မြို့သားခြောင်၍ဒေါ်သားကြက်တဲ့ရာချင်းမှာအင်္ဂလိပ်အစိုးရကမြို့သားတွေကိုလွတ်တော်မှတ်ခန့်၍မြို့သားတွေအကျိုးချီးတတ်သက်စီမံကဲသောကြောင့်ဖြစ်ရာယခုမြန်မာအစိုးရလက်ထက်၌ရှင်းနေအတူမြို့သားကိုအမတ်တင်မြောက်ကြအောင်မည်ဆိုလျှင်ရွေးချယ်တင်မြောက်သောတောင်သူရဇမားများထက်မိုင်မဲသောလူမရှိနိုင်ကြောင်းတခါသေးဘူးပြင်ဖို့နားလဲဆိုသောသကပုံရှိရာယခုမှတခါနှစ်ခါသုံးခါလေးခါ ဆေကလည်းမကပ်ပါပဲလျက်နာမရနေကြသေးပါကဤမြတ်လောက်မိုင်မဲသောနေသူနေသားသည်တကဘာလုံးတွင်ရှိလိမ့်မည်မထင်ကြောင်းခေပညာတက်မှအမတ်လုတ်တတ်သည်ဟုအချို့ကပြောကြရာခေပညာတက်ယုံတက်တက်နှင့်မပြေပဲအမတ်လောင်းဥလူမော်ကဲ့သို့တောင်သူ အမျိုးအနွယ်ဖြစ်မှသာလျှင်တောင်သူအချို့ကိုကောင်းစွာ နားလည်၍စေရနာကောင်းနှင့်လှိုက်လိုက်လဲလဲဆောင်ရွက်မည်ဖြစ်ကြောင်းဥလူမော်မှာအစိုးရ၏အာဏာကိုဒေါ်လန်ဖီဆန်ခဲ့ရ၌ ကိုကျိုးအတွက်မဟုတ်ပဲတောင်သူလက်သမားများဤနိနာခြင်းများကိုမရှိရနိုင်သည့်အတွက်ဒေါ်လန်ခဲ့ရခြင်းဖြစ်ကြောင်း၎င်းကိုယ်တိုင်မှာညီပိုင်ရှင်တယောက်ဤတူရဲသောတားဖြစ်၍လေစုနှင့်ပင်ဒုနှံ့စားနိုင်လောက်သောအခြေရှိတော်လဲမိမိတကိုယ်ရဲဝမ်းဝခါလာ၍တောင်သူလက်သမားများပင်ပန်းဆင်းရဲသည်ကိုမကြည့်နိုင်သည့်အတွက်မိမိတတ်နိုင်သောဤနှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းတပုံအဖြစ်နှင့်ဆင်းရဲညဉ့်ညွန်စွာနေထိုင်စားသောက်ခဲ့ရသည့်အချိန်ကာလအတော်တွင်၌လည်း မိမိတို့ရသမျှသောစဘာများကိုရောင်းချခြင်းအပြင်စီးပွားမရှာဘဲနေသူနေသားများနှင့်အတူဝေငှစားတောက်ခြင်းမှလည်းနေသူနေသားတို့အသည့်ပင်ဖြစ်ကြောင်းတောင်းသူလည်းသမားများအကျိုးအတွက်ဆိုလျင်အချို့လူများကဲ့သို့ဥပဒေအတွင်းအပြင်ရွေးချယ်မနေဘဲဥပဒေပြင်ဘက်မှလုံမှဖြစ်သည့်အခါအပြင်ဘက်မှအလုတ်လုတ်ခဲ့၍ဥပဒေအတွင်းသို့ဝင်လုတ်ခွင့်ရသည့်အခါအတွင်းမှဝင်လုတ်နေခြင်းဖြစ်ကြောင်းဥလူမောမှာတောင်းသူလည်းသမားများအကျိုးအတွက်ဆိုလျင် ဗန်ကာအောက်တွင်ဇပွဲကလေးတိုင်းနှင့်လှုပ်ရမှလှုပ်မြေဟုသဘောမထားပဲရင်ဘက်ကိုမြေကရုတ်လှုပ်၍ဒေါ်ဂျူတောင်ကြားခြုံဂျူခြုံကြားမှလည်းအလုတ်လုခဲ့ဖို့ကြောင့်မြို့သားအမတ်ဆိုလျင်တောင်သူလယ်သမားအကျိုးရှိစေဖို့ကိစ္စတစ်ခုအတွက်ရှင်တော်မပါပဲရှင်ကြိုက်ခံ၍တညအိတ်ဖို့ခရင်လိမ့်မည်ဖြစ်ရာဥလူမောကရင်လောက်ရှင်လောက်မဆိုထားပြီးရှင်ကြားမရွေးမွေဝေးမွေဟောက်မကြောက်တတ်အခောက်အခါကဆွင်စားဆောင်ရွက်ဖို့အသင့်ရှိကြောင်း အစရှိသောအဘိဓမ္မများဖြင့်ရေးသားပါရှိလေသည်လူမောကိုယ်တိုင်ဟောပြောသောအခါများတွင်လည်းနားထောင်သောပရိသတ်များအနက်တွင်မိမိ၏တပည့်များကိုဤနေရာဒေါနေရာစသဖြင့်အနှံပြလွှတ်ထား၍မိခွင်ပု္ပ္ပစာများကိုတမ်းမြိုင်ဖြေဆိုဖို့တင်ကြားထား၏လူမောကမိခွင်ထုတ်သည့်အခါတိုင်းတပည့်များကပရိသတ်အလယ်မှတမ်းမြိုင်ဖြေဆိုကြလေရာအတန်ကြာလက်သော တပည့်မဟုသောပရိသတ်များကပင် ရော့ရောင်ဖြေဆိုကြလေတော့သည်မိခွင်ပု္ပ္ပစာများနှင့်အဖြေများမှာဤသို့ပေသည် တိုင်းပြည်မှာအရေးကြီးဆုံးလူများဟာဘယ်သူတွေလဲလက်သမားပါခင်ဗျတိုင်းသူပြည်သားကိုဘယ်သူကထမင်းကြွေထားသလဲလက်သမားပါခင်ဗျလက်သမားတွေလည်းမလုပ်ကြရင်တပြည်လုံးဘယ်လိုဖြစ်ကြမှာလဲငတ်ကုန်ပဲခင်ဗျတိုင်းပြည်မှာပြင်ပန်းတော့ဘယ်သူတွေပြင်ပန်းသလဲလက်သမားတွေခင်ဗျကောင်းသားတော့ဘယ်သူတွေကောင်းသားသလဲမျိုးကြီးသားတွေခင်ဗျရှင်တွေကိုဘယ်သူနှက်ရသလဲလက်သမားခင်ဗျကျွေးနွားနဲ့ဖက်ယုံတာဘယ်သူလဲလက်သမားပါပဲခင်ဗျ တိုက်ကြီးနဲ့နေနေတာဘယ်သူတွေလဲမြို့ကကုံတော်တွေခမမော်တော်ကားစီးတော့ဘယ်သူတွေလဲမြို့ကကုံတော်တွေပါပဲခမဒီနေရာတွင်ပြိတ္တအထဲမှာအရာရှိတွေခမဟုတ်ပြောသူပြော၍နိုင်ငံသားတွေခမဟုတ်ပြောသူကပြော၏ဒေါကာလူမော်ကအရာရှိတွေလည်းဟုတ်တယ်သို့တော့သူတို့လက်ကတွေရှော့ပြရမယ်လက်စားတဲ့အရာရှိတွေဖြုတ်ပြနိုင်အောင်ဥပဒေလုပ်ပေးရမယ်နိုင်ငံသားဆိုတာကတော့ကုံတွေပဲမဟုတ်ဘူးလား ဟုတ်ပါတယ်ကုံတဲတွေပါတောင်သူဆင်းရဲပြီးကုံတဲချမ်းသာတာဟာဘာကြောင့်လဲဥပဒေမကောင်းလို့ခမဘယ်လိုဥပဒေမျိုးလုပ်ပေးရမလဲလက်သမားတွေချောင်ချိအောင်ဥပဒေလုပ်ပေးရမယ်ဒီလိုဥပဒေမျိုးကိုဘယ်သူတွေမှ လုပ်နိုင်တယ်တောင်သူအကျိုးကိုနားလည်တဲ့အမတ်မှလုပ်နိုင်တယ်ခမမျိုးကြီးသားမှတ်ဖြစ်ရင်ဘယ်လိုလုပ်လိမ့်မလဲမျိုးသားကုံတဲတွေချမ်းသာအောင်လုပ်မယ်ခမကုံတဲတွေကဘာများထွက်အောင်လုပ်နိုင်တယ်လဲဘာမှထွက်အောင်မလုပ်နိုင်ဘူးခမသူတို့ကဘာလို့ကြတယ် စပားစီချောင်းချောင်းဝယ်ပြီးအမျက်ကြီးတင်ရောက်နေခင်ဗျာစက်ပိုင်တွေကတော့ဘာများလုပ်တယ်လဲအော်ဒီလိုပဲခင်ဗျာစပားကိုဆန်ပြစ်အောင်မကြိတ်ဘူးလားကြိတ်တယ်ခင်ဗျာလူကတိုင်းကြိတ်သလားမကြိတ်ဘူးခင်ဗျာဘယ်သူတွေကြိတ်ရတယ်လဲကူလီတွေကြိတ်ရတယ်ခင်ဗျာတောင်သူတွေစုပေါင်းပြီးဆန်ဆက်တီထောင်နေမကောင်းဘူးလားကောင်းပါတယ်ခင်ဗျာစပားစီကောင်းကောင်းရရင်တောင်သူတွေစုပေါင်းပြီးဆက်မတင်နိုင်ပေဘူးလားအတင်နိုင်ပါတယ်ခင်ဗျာ ချက်ချင်းမတနိုင်ရင်အစိုးရကစပတ်အတွက်ဝေထုတ်ချေးရင်မဖြစ်နိုင်ပေဘူးလားဖြစ်နိုင်ပါ रे ခင်ဗျာဒီဥပဒေမျိုးကိုဘယ်သူလုတ်ပေးနိုင်တလဲလက်သမားမကမှလုတ်ပေးနိုင်ပါမယ်ခင်ဗျာမျိုးသားမကလုတ်မပေးဘူးလားမလုတ်ပေးဘူးခင်ဗျာဘာကြောင့်လဲသူတို့မျိုးသားတွေငတ်ကုန်ပါဆိုလို့ခင်ဗျာနိုင်ငံသားတွေမော်တော်ကားစီးတာကြည့်နိုင်သလားမကြည့်နိုင်ဘူးခင်ဗျာသူတို့ကဘယ်ကငွေနဲ့စီးနိုင်တယ်လဲကျွန်တော်တို့အပေါ်ကအမျက်တွေနဲ့ဝယ်စီးတယ်ခင်ဗျာ ဘယ်လိုမြတ်ကြသလဲစဘာဘော်ကမြတ်တယ်သွန်းကုံဘော်ကလည်းမြတ်ကြတယ်သွန်းကုံတွေကိုနိုင်ငံသားတွေမသွန်းစေပဲလက်သမားအသင်းတွေကသွန်းရရင်မကောင်းဘူးလားကောင်းပါတယ်ခမညာငွေရင်းဘယ်ကရမလဲစူးကြမယ်ခမညာလက်သမားတိုင်းငွေစုပြီးသမဝါယမအသင်းတွေထောင်ရင်မကောင်းဘူးလားကောင်းပါတယ်ခမညာလက်သမားတယောက်ငွေတရားကျက်ထည့်နိုင်ရင်ကုမ္ပဏီကြီးမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ခမညာဒီလောက်တွေကိုဘယ်သူကစီမံပေးနိုင်မလဲ ဥပဒေပြုအမတ်တွေကစီမံပေးနိုင်တယ်ခမရတောင်သူအပေါ်ကနိုင်ငံသားတွေခေါင်းပုံမဖြတ်ရရင် တောင်သူတွေဘယ်လိုဖြစ်လာမလဲချောင်ချီလာမယ်ချမ်းသာလာကြမယ်ခမရတောင်သူတွေချောင်ချီစေခြင်းရင်ဘယ်သူကိုအမတ်ရွေးမလဲတောင်သူရိုးရာကို အမတ်ရွေးရမယ်ခမရဒီနေ့မှာတောင်သူရိုးရာမလောင်ဘယ်သူလဲဥလူမော်ခမရဥလူမော်ကိုသဘောတူကြသလားတူကြပါတယ်ခမရလျာဟောပွဲများ၌ဤတို့သောအမေပြေများသွင်ညက်ကစီစဉ်ထားရာ တရားနာဖို့သဘောမထားပဲအပြင်းပြေလာရောက်ကြီးစုကြသော လူများပင်လျင်အလွန်ပွဲကြလျက်ရုတ်တရက်မပြန်နိုင်ပဲနာဆွဲနေကြရတော့သည်ရွေးကောက်ပွဲနေ့၌မြို့သားအမတ်သည်မဲဆန္ဒယုံသူမဲဆန္ဒရှင်များကိုလက်များနှင့်တင်၍ခေါငင်ကြပါတော်လဲနေသားများသည်ထိုအမတ်လောင်းဤလက်ကိုစည်းကြ၍လူမော်ကိုမဲပေးကြရလေကလူမော်မှာအပြတ်သက်အနိုင်ရယုံသာမကမြို့သားအမတ်လောင်းမှာလိုအပ်သောမဲရည်ရွက်ပင်မရသည်နှင့် အာမခံငွေပင် ဆုံရှုံရလေတော့သည်တို့ဖြစ်ရာကလူမမဂလေကဝနေရသောတပုံ အဖြစ်မှအမတ်ဘဝသို့ရောက်လာခဲ့လေပြီရွေးကောက်ပွဲပြည့်စည်၍ပထမချိန်လွတ်တော်စီဝေးကျင်းပသဖြင့်တပီလုံးရှိအမတ်များသည်ရန်ကုန်သို့လာရောက်တွေ့ဆုံကြရာတွင်အစိုးရဖွဲ့စည်းရေးအတွက်စီမံကြ၏ရွေးကောက်ပွဲတွင်မြေတိပါတီကများအစိုးရဖွဲ့စည်းလောက်အောင်အပြတ်သက်အနိုင်မရပဲရှိသည်နှင့်အမတ်များသည်ညွန့်မောင်းကိုလီရှင်းအစိုးရဖွဲ့စည်းဖို့စံပြင်ကြ၏ လူမမာရဲဘော်မှအနေဖြင့်ဝင်ရောက်ရွေးချယ်ခံခဲ့ခြင်းဖြစ်ရာ၎င်း၏ပါတီမှဝင်ရွေးသုံးဦးခန္ဓာရန်သဘောတူညီကြသော်လည်းပထမ၌ရာရသောဝင်ရွေးသုံးဦးနှင့်တွင်လူမော မပါဝင်ချေတို့ရာတွင်ပါတီအစည်းအဝေးခေါ်၍လုပ်ငန်းစီစဉ်များရေးဆွဲကြသောအခါ၌စကားရာတွင်အလွန်တရာလိမ္မာကျွမ်းကျင်၍ဖြံဖြံကွဲပြောထားသောလူမောမှာ နေရာတကာတွင်သူမပါဘဲမပြေတကယ်သို့လူတွင်ကျယ်တယောက်ဖြစ်နေရလေကရဲဘော်အမတ်တိုင်းကကိုလူမောဦးလူမော မောင်လူမောစသည်ဖြင့်နှုတ်ပြတွင်တည်နေကြရလေတော့သည်အပြန်ဆိုင်ပြောဖို့လည်းမကြောက်မရက်သားလင်းလူချင်းရှင်၍ထိုးသက်ဖို့ပင်အသည့်ရှိနေသောလူမောမှာပါတီအစည်းအဝေးသုံးလေးကြိမ်ခွန်မီသောအခါတွင်ဤအဖွဲ့ဤအတွင်ရေမူထိုအဖွဲ့ဤဥက္ကဋ္ဌ၎င်းအဖွဲ့ဤကော်မတီစသည်ဖြင့်ပင်မြောက်ချင်းခံနေရသည်ဖြစ်၍နောက်ဆုံးတွင်ရဲဘော်ဝင်ကြီးသုံးနေရာအနက်တနေရာကိုလူမောအတွက်ရီမှန်းကြလျက်လေသည် အကျိုးရဲဘော်များသည်ဒေါ်လန်၏လုပ်ငန်းတွင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့မှု၏ သို့သောခိပညာ၌၄၅၆တန်းမြတ်သာတက်ကြ၏အချို့လည်းခိပညာတက်ပါလျက်စွန့်စွန့်စားစားနင်လားငါလားဆောင်ရွက်ဖူးခြင်းမရှိချေအနေငယ်များတို့မှခိပညာလည်းတက်စွန့်စားသော အလုံးမျိုးလည်းလုတ်ခဲ့ဘူး၏တို့ရတွင်ရောရည်ဆိုစမရှိလှချေလူမော်ကခိပညာတွင် BA မအောင်ယုံတမီရှိ၍တကယ်ရည်လူပွဲများတွင်ဘိုလ်ဆွဲခဲ့သည့်အပြင်စွန့်စားခြင်းလုပ်တွင်လည်းကံကောင်း၍ကျိုးစဉ်မတက်ခရရသည်ဖြစ်သောကြောင့်တတိပြတိပါစုံလင်ရလေကား ်ရဲဘော်များပါတီတွင်ခေါင်းဆောင်ကြီးဖြစ်လာ၍တင်နံပါတ်နေရာ၌ထိုင်ရလေတော့သည်လွတ်တော်စီဝေးများ၌အတိုက်အခံကိုင်းကအစိုးရအဖွဲ့ကိုပုတ်ကဆွေဆွဲသည့်အခါလူမော်ဖြည့်ရှင်းမှပွဲလဲကျ၍လိပ်ပတ်လဲသွားပေတော့သည် နောက်ဆုံး၌လူမော်သည်မိမိ၏ပါတီ၌သာမကလွတ်တော်တစ်ခုလုံးတွင်ဘကိုးစားလူတွင်ကျတယောက်ဖြစ်လာပြီလင်နိုင်ရင်ဝင်ရာထူးကိုပင်မျှော်မှန်းနိုင်သောအခြေသို့ရောက်ခဲ့၏သို့သော် လူမော်ဤလက်ရှိရာထူးမှာကာကွယ်ရေးဝန်ကြီးဖြစ်လေသည်တနေ့တနေ့ပြည်တော်စုမြန်မာနိုင်ငံတော်တွင်နေဆက်အရေးမငြိမ်းအေးပဲရှိနေသည်နှင့်အရေးကြီးသောဌာနကိုင်းဝန်ကြီးများနှင့်ရေချောင်းလေချောင်းနှင့်ကြီးတက်လေတက်ဘက်မှရာရှိကြီးများဤအစီအဝေးတစ်ခုခေါ်ယူခြင်းပါကြ၏၎င်းအစီအဝေးတွင် နိုင်ရင်ဝန်ကြီးကာကွယ်ရေးဝန်နှင့်ပြည်ထရေးဝန်တို့အပြင်စစ်ဘက်မှအရာရှိကြီးများလည်းတက်ရောက်ကြရာနိုင်ရင်ဝန်ကဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဦးလူမော်ကအတွင်မှုအဖြစ်နှင့်ဆောင်ရွက်ကြ၏ စစ်ဌာနဘက်မှလည်းအထက်ဆုံးအရာရှိ၃ယောက်စီတက်ရောက်ကြလေရာကြီးတက်ဘက်မှအရာရှိ၃ယောက်နဲ့တွင်ဘုရားမြတ်မှတတိယအရာရှိဖြစ်နှင့်လိုက်ပါရလေသည်တို့ဖြစ်၍ဘုရားမြတ်မှကြီးတက်အရာရှိများနဲ့တွင်တတိယအရာရှိများသာဖြစ်သောကြောင့်တင်နံပါတ်ဖြစ်သူစစ်ဘုတ်ချုပ်ပင်လင်လူမော်ဤအမိန်ကိုနာယူရမည်သူဖြစ်လေရာ၎င်းပေါ်၌အမိန်ပေးနိုင်သောစစ်ဘုတ်ချုပ်သည်ပင်လင်ကာကွယ်ရေးဝန်ကြီးဥလူမော်ဤအမိန်ကိုနာခံရမည်ဖြစ်သောကြောင့် လူမော်သည်တာမြတ်ထက် အစင်တန်းအတော်မြင့်လျက်ရှိလူမော်ကစစ်ဘိုလ်ချုပ်ကိုခိုင်းစေနိုင်၍စစ်ဘိုလ်ချုပ်ကတာမြတ်ကိုတဆင့်ခိုင်းစေရာအုံမြည်ဖြစ်လေသည်အစည်းအဝေး၌လူမော်နှင့်တာမြတ်တို့သည် မျက်နှာချင်းဆုံမေ့ကြလျာတာမြတ်သည်လူမော်ကာကွယ်ရေးဝင်ဖြစ်သည်ဟုယာတိယကလေးကလူမော်နှင့်မစုံစည်းမိစေရန်ကြိုးစားခဲ့၏ယခုမှမူအလွန်အရေးကြီးသောနိုင်ငံတော်ကာကွယ်ရေးအစည်းအဝေးဖြစ်၍ဒိန်ဆောင်ရန်မဖြစ်နိုင်သည့်ဖြင့်ပထမအကြိမ်မျက်နှာချင်းဆိုင်ကြရာချင်းဖြစ်လေသည်ပထမ၌တာမြတ်သည် တသက်ပါလုံးဂုံတုဂုံမြိုင်ပြုလုပ်လာခဲ့သောလူမော်ကိုမျက်လုံးချင်းမဆိုင်မိစေပဲတာမန်သူတစိမ့်တယောက်ဤအမူအရာမျိုးဖြင့်ပြုမူမည်ဟုစိတ်ကူးမိ၏သို့သောဤသို့ပြုမူခြင်းကသဘောထားသိနှုတ်ရာကြမည်ဟုစဉ်းစားမိသည်နှင့်လူမော်ဤအမူအရာကိုကဲခတ်ပြီးမှမိစဉ်ကြည့်ကမည်ဟုအကြံပြုထားလေ၏လူမော်ကမူဘုရားမြတ်ဝန်လာသည်ကိုမြင်သည်နှင့်တပြိုင်နက်ထိုင်ရာမှထကားဥရာဖာယနှုတ်ခွန်းဆက်သာပြည့်လျင်မိမိနှင့်တရားရဲသားအကြောင်းတွေပဲသင်ငယ်ချင်းဖြစ်ပါကြောင်းနှင့် အခြားဝင်ကြီးများနဲ့အရာရှိများအားပြောပြလေရာဒါမြန်မာတဖက်ကဤကဲ့သို့လောကဝိပြူငါပြူမှုသောအခါတွင်မိမိကအောက်သို့သို့လုံနေ၍မလျော်ကြောင်းသိသည်နှင့်တင်ငယ်ချင်းတယောက်ဝင်ကြီးဖြစ်ခြင်းတွင်အလွန်တရာဝမ်းမြောက်ဝမ်းသာရှိပါကြောင်းနှင့်ပြန်ပြောရလေသည်လူမော်သည်ဒါမြန်နှင့်တသက်ပတ်လုံးဂုံတုဂုံပြိုင်ဖြစ်ခဲ့၍ယခုအခါ၌မိမိကသာအရေးသားလျက်ရှိသည့်အတွက်ဝမ်းထဲတွင်အလွန်ကြည်နုနှစ်သိမ့်စေကံမူလဲအမှုရာအဖြစ်မူကားအနေငယ်မြထင်ရှားအောင်ဖော်ပြခြင်းမရှိချေ ်ပထမ၌တာမြတိပင်လင်းလူမော်ဤစိတ်၏သဘောထားနှင့်ပတ်သက်၍အထင်မြင်မှားလျက်ဂျန်ဒယ်မင်ပိသဘာဝေတိဟုချီးကျူးမိ၏အစည်းအဝေး၌ဆွေးနွေးကြသောအခါတွင်လည်းကာကွယ်ရေးဝန်ကြီးဖြစ်သောလူမော်သည်၎င်း၏ဌာနနှင့်တိုက်ရိုက်သက်ဆိုင်သောနေဆက်ကာကွယ်ရေးကိစ္စဖြစ်သည့်လျောက်ဝန်ကြီးချုပ်မှတပါးအများဆုံးတာဝန်ယူ၍စကားပြောရသူဖြစ်လျာစစ်ဘုတ်ချုပ်၏အကြံဉာဏ်ကိုအများဆုံးတောင်းယူရမည်အစားတတိယအရာရှိမြတ်သာဖြစ်သောတာမြတ်ကိုဘုံမှုအလေးပြုဟန်နှင့် ၎င်း၏မျက်နှာကိုမျက်မှန်တန်းကအကြံဉာဏ်တောင်းလျက်ရှိ၏။ဒီအတွက်ကြောင့်စစ်ဘုရုပ်ကိုယ်တိုင်အနေငယ်မကျဉ်တတ်သော အမှုရာမျိုးဖော်ပြသည်ကိုတာမျက်မြင်ရ၍အနာမိသည်။သို့သောလူမော်ကမူစစ်ဘုရုပ်တရားလုံးကိုပင် လက်အောက်ခြေသားတယောက်နေဖြင့်သဘောထားဟန်နှင့်အမှတ်မဲ့နေခဲ့လေသည်။၎င်းစီဝေ၌လူမော်ကနေဆက်သို့စစ်သားမြေမြဆေလွေ့ရန်လိုပါသည်ဟုဘ ෝජ ုတ်အမေးလိုက်ရာဘ ෝජ ုတ်ကကုသမြတ်ကို မိပါတော့ခမညာ ဟုတ်ပြန်ပြောလိုက်သည်တွင်မှလူမော်ကမိမိမှားကြောင်တရိရ၍ဆုံးမကြည့်ပါနဲ့ဗောကျုပ်ခမညာကျွန်တော်တို့ကတရားရဲသားချင်းဖြစ်လို့မို့ပထမချင်းတွေ့ရချင်းဖြစ်သည့်အတွက်အင်မတန်ဝမ်းမြောက်ပြီးသူ့ကိုယ်ကြီးတရိရနိုင်မိတဲ့အတွက်ဖြစ်ပါတယ်ဗောကျုပ်ကိုမလေးမစားလို့မဟုတ်ရပါဘူးခမညာဟုတ်ဂျင်းနယ်လာအောင် တောင်းပန်ရလေသည် အစီဝေးပြီးသောအခါ၌ဝင်းကြီးများနှင့်ရာရှိကြီးများသည်ဝင်းကြီးကျော်၏အခန်းမှထွက်လာကြလေရာလူမော်သည် တာမြဲ့ပကုံကိုဖက်လျက်မိမိဤယုံငန်းသို့ခေါ်သားပြီလျင်ရှေးဟောင်းနှောင်းပြများနှင့်ပတ်သက်၍ရောက်တဲ့ရာရာပြောဆိုကြ၏ရွာ၌ရှိကြသောသူမိဘကိုမိဘသူဆွေမျိုးကိုဆွေမျိုးမှစ၍တယောက်နှင့်တယောက်အပြန်လန်းမေးမြန်းဖြေဆိုကြပြီးနောက်လူမော်ကဒါထက်မသက်နံတရားကိုတွေ့သေးလားတကယ်ချင်းကိုသားမြတ်ကမတွေ့ဘူးဗျာကျုပ်လဲရွာရောက်တိုင်းရွှေဘူရောက်တိုင်းစုံစမ်းတာပဲကိုလူမော်ကမန္တလေးရောက်နေတယ်လို့ကြားတယ်ဗျာကိုသားမြတ်က ကျုပ်လည်းဒီလိုကြားတာပဲမန္တလေးမှာတောင်ကျုပ်လက်ရှာသေးတယ်မတွေ့ပါဘူးဗျာဟိုလူမော်ကကျုပ်ကြားတော့မင်္ဂလာဈေးနာမှာလို့ကြားတယ်နော်ဒီနေ့ကမန္တလေးရောက်ပြီမဲ့မအားတာနဲ့လိုက်မချနိုင်ခဲ့ပါဘူးဗျာကိုသားမြတ်ကကျုပ်ကတော့ရောက်တိုင်းမေ့ကြည့်တာပဲတဲ့လွန်စကူမပေါ်ပါဘူးဗျာကိုလူမော်ကအင်းတော်များကြားနေရောလားဗျာကိုသားမြတ်ကကြားမယ်ဆိုလဲကြားတော့ပြီပေါ့ဗျာငယ်ကြတော့ဒါမှမဟုတ်ပဲကိုခမရကောပဲနဲ့လဲသားမရမရှိသေးဘူးလား ဟိုလူမော်ကမရှိသေးပါဘူးဗျာစัจ जा ဟတ်ကြတာတွေတော့ပေါ်ပါရဲ့သို့တော့တကယ်စဉ်းစားလိုက်တော့မဟန်ဘူးဗျာမေတ္တာရှိမှအိမ်တော်ပြုလို့ကောင်းတာကိုငွေတို့ဂုံတို့ကြည်နေလို့အလကားပါဗျာဘုရားမြတ်ကယူရင်လည်းမြ мян ယူလေဗျာခင်ဗျားတို့နိုင်ငံရေးဆိုတာသာသနာတော်ပိုင်းပြောတာမျိုးလို့ငှက်ခါပြန်တယ်လို့နိုင်ကြီးမြင့်ကြီးဖြစ်တတ်တဲ့တဘာဝရှိလေတော့ယခုလိုဝင်းကြီးတို့ဘာတို့ဖြစ်ရတဲ့အခိုက်မှာအမြင့်ဆုံးဆိုတဲ့ပန်းကိုလှန့်ကူးနိုင်တာဗောဗျာ ဘုလူမော်ကဟုတ်ပါပြီဗျာတေနီယာကြသို့တော့ကျုပ်ဖို့ကတော့ခင်ဗျားပြောသလိုမဖြစ်တန်ကောင်းပါဘူးဗျာဘယ်ခါမစိုးပြစ်တိုင်းတောင်ရုပ်ပြောသလိုမျိုးဘယ်လိုပြစ်ချလိုက်ချလိုက်ထောင်လျက်ထောင်လျက်ပဲနေရမှာပေါ့ဗျာဘုရားမြတ်ကခင်ဗျားကသဘာဝကိုလွန်ဆန်းအောင်ကြင့်ကြံနိုင်ရင်တော်ပြီတာပေါ့ဗျာကျုပ်တို့တော့အင်္ဂလန်ပြည်တို့အမေရိကန်ပြည်တို့အစရှိတဲ့ခေတ်ဒီမိုကရေစီတိုင်းပြည်တွေကြည့်ပြောရတာကို ဒီပြင်လူမကြည့်ပါနဲ့အင်္ဂလန်ပြည်မှာဒုတိယကမ္ဘာစစ်ကိုနိုင်အောင်စီမံခဲ့တဲ့ခြားချီကိုကြည့်ပါလားစစ်ပြီးတော့ပြုတ်ကြတယ်မဟုတ်ဘူးလားဘိုလ်လူမော်ကမှန်ပါတယ်နိုင်ငံဝင်အဖြစ်ကတော့ပြုတ်ကြပါတယ်သို့တော့အတိုက်ခံဘက်မှာခေါင်းဆောင်တယောက်ဖြစ်နေသေးတယ်မဟုတ်လားကျုပ်လည်းအဲ့ဒီလိုဖြစ်စီရမှာပေါ့ဗျာကလတိုင်ဘော်ကမစင်ပဲနေရတဲ့နီးလို့တော့ဘယ်မှာရှိမလဲသို့တော့ကျုပ်တို့ကတော့ခွေးဖြစ်ရင်တော့ခွေးဘလူးတို့ဘုခွေးတို့ဖြစ်စီရမှာပေါ့ဗျာညင်းဖြစ်ရင်လည်းဒုံမြင့်တွေကပေါ့ ဟိုသာမြတ်ကဟုတ်ပြီလေဗျို့ခမရအကြံလဲတဲမရိုင်းလာဘူးဒီတိုင်းအောင်မြင်ပါစေတငယ်ချင်းကိုလူမော်ကကုသိုလ်အကုသိုလ်ကံဆိုတာတော့ရှိပြီတတ်တယ်ပေါ့လေသို့တော့အမျိုးမြင်နဲ့အစည်းအဝေးလုပ်ထားရင်တော့ခုနင်ကပြောသလိုပြုတ်ခြင်းတဲ့နေ့ပြုတ်ကြခြင်းတဲ့နေ့ကြခေါင်းဆောင်ဟာခေါင်းဆောင်ပဲဖြစ်ရမယ်ဗောဗျာကိုသားမြတ်ကဖြစ်နိုင်တယ်ထားပါဦးဗျာအမတ်တရံကငါးနှစ်ဆိုမဟုတ်လား ရွေးကောက်ပွဲမှာရှုံးတော့ဘယ်နဲ့လုံမတော့ဂိုလူမော်ကရွေးကောက်ပွဲဆိုတာကတော့အစီအစဉ်သာလိုရင်းပါဗျာလူကြီးဖြစ်နေအလုလုစင်ကပြစ်မှုထင်ရှားတယ်ဆိုပြီးရုံးတော်ကထောင်တန်းပြေးပေးထားတဲ့လူကြီးတွေတော့နောက်တချီရွေးကောက်ပွဲမှာအရွေးခံကြရသေးတယ်မဟုတ်လားဗျာမေဆန္ဒရှင်တွေကတကယ်နားလေကြသေးတာမဟုတ်သေးပါဘူးအတိုင်းအဝိုင်းကောင်းရင်နိုင်နိုင်တာပဲဗျာကိုသားမြတ်ကဟုတ်ကဲ့ခမည်းပြောတာလည်းမရိုင်းပါဘူးလက်တွေ့ပြီပဲကိုသို့တော့ ုပ်တို့တော့မလုပ်တတ်ဘူးဗျရိုးရိုးပဲကိုလူမော်ကခမရဖို့တော့ဟုတ်မှာပေါ့ခမရကတော့နိုင်ငံရေးသမားမဆိုထားနဲ့အစိုးရအမှုထမ်းအလုပ်မှာတော့ကြာရှည်ခံနိုင်မှခံနိုင်မယ်ထင်တယ်တော်တော်ကြာနှုတ်ထွက်တယ်ကြားရမလားမဆိုနိုင်ဘူးဘုရားမြတ်ကမပြောတတ်ဘူးပြောဟုတ်ချင်းဟုတ်မှာပဲကဲတော်တော်ကြာသွားပြီကျုပ်သွားလိုက်ပါဦးမယ်ကိုလူမော်ကဟုတ်ကဲ့ဗျာအကြောင်းရှင်းပြောပြနော် ကျွတ်တို့တရားတဲ့သားချင်းချင်းတွေပဲဗျာ။ကုညီရတာပေါ့။ကိုသားမြတ်ကယေစုတင်ပါပဲဗျာ။ခင်လေးဆွေနဲ့မတ္တနံသားမီတို့သည်မန္တလေးမြို့ဟော်ကုန်းရက်၌အိမ်ဆိုင်ကလေးဖွင့်၍နေထိုင်စားသောကြစဉ်အလင်းမီယုံများရှိတော်လဲအရက်သူရဲ့သားများနှင့်အနေငယ်အကျွမ်းတဝင်ဖြစ်လာကြသောအခါမှစ၍အကျွေးမပေးဘဲမဖြစ်နိုင်သောအခြေသို့ရောက်လာသည်ဖြစ်သောကြောင့်ဇေဇရုဘာဝအဆုံးအရှုံးရှိလာလေတော့သည်။မျက်နာစိမ့်စဉ်ကလင်ငင်းရမှရောက်မည်ဆို၍ဖြစ်နိုင်တော်လဲ။ မျက်နာနာလာကြသောအခါတွင်လှုပ်ရှားကင်စားများကမျက်နှာမှယူပါဒေါကင်ဆွေဟူ၍လည်းကစာရေးစာချီစာသော လက်ကစားများက လက်ကထုံမှယူပါဒေါကင်ဆွေဟူ၍လည်းကနေဆိုင်ရဆိုင်လာဆိုင်ပေးဖို့တောင်းပန်ကြလေတော့သည်ခင်လေးဆွေမှာ၅ကျပ်၁၀ကျပ်မဆိုထားပြီ300ကျပ်400ကျပ်မြပင်အရေးမလုတ်ခဲ့သောမိမတယောက်ဖြစ်ရာကမတဏံကအကျွေးမပေးဖို့တောင်းပန်တော်လဲမတဏံဈေးသွားဝယ်သည့်အခိုက်တွင်တဦးနှစ်ဦးမှ ကိုဦးဆယ်ဦးအထိအကျွေးကြကုန်ခဲ့လေပြီဤနည်းဖြင့်တရွေ့ရွေ့တက်သွားရာတွင်နောက်ဆုံး၌လက်ငင်းဝယ်သူနေပါ၍အကျွေးသမားကြီးဖြစ်ကုန်ခဲ့လေပြီထို့ကားတွင်ဇေဝများသည်လက်ငင်းစနစ်မှအဟောင်းပေးအသည့်ယူစနစ်သို့ရောက်ကုန်ကြလေသည်ဤတော်တွင်နေ့ရက်မှန်မှန်မရသောကူလီနှင့်ဆိုင်ကသမားများအလုတ်ပြုတ်သောဆိုင်ကြီးများလည်းပေါ်လာကြသည်ထို့သူတို့သည်တရက်အတွက်အကျွေးယူရာမှ နှစ်ရက်သုံးရက်၎င်းလက်ခထုတ်လင်းပြည်မီဆို၍တလကအတွက်အကျွေးယူသောလက်ခသာသမားများကနှစ်လသုံးလထားဖို့တောင်းပန်ကြခြင်း၎င်းစသည်ဖြင့်မြက်တလောင်းများမကအကျွေးရသူမြုပ်ကုန်ခဲ့လေပြီအချို့သောကုလီများနှင့်လက်ခသာများသည်အဟောင်းပေးအစ်ယူစနစ်အတိုင်းအကျွေးယူနေကြရာမှအသုံးဆွဲများသဖြင့်ပေးရန်ရှိသောအကျွေးကလက်ခထက်များနေသောအခါအခြားသောမြည်ရှင်များကသာပေးဆက်ကြ၍သဘောကောင်းသောခင်လေးဆွေတို့တာမိကုန်မူကားနောက်တလမှယူပါရန် တောင်းပန်ကြ၏ ငွေမလဘသောကြောင့်တောင်းပန်စကားဖြင့်အတနာခံပါတော်လဲကျုပ်တို့ဘောကအကြကြီးမျက်လာကြတာကပဲဆို၍ဇွစ်ပင်နေရဤအကျုံသာလဲလက်ကထိုသောချိန်တွင်အဟောင်းဆက်၍အသည့်ယူရမည်ဖြစ်ပါလျက်အဟောင်းကိုမဆက်နိုင်သည့်အတွက်အခြားသောဆိုင်များတွင်အကျွေးအသည့်ယူရလေတော့သည်သို့ဖြစ်၍ထိုလူများပေါ်တွင်အကျွေးဆုံယုံသာမကဖောက်တဲ့ပါပြက်သွားတော့သည်ဖြစ်သောကြောင့်နောင်အဖို့၌ညရမည်အတွက်ကလေးပါပြုတ်သွားလေတော့သည်ဤနည်းအားဖြင့်တတိတိနှင့်လုံပါပါလိုက်ခဲ့ရာတွင် မတနာတို့မှာရောက်ခါစ၌အထိုက်လျောက်ကြီးပွားလာရာမှဆိုင်ကလေးပင်ပြုတ်လို့မတက်ငွေကျက်လာခဲ့ရလေပြီဤတွင်မတနာသည်ခေပညာတတ်ဖြစ်သည့်လျောက်အကြံတခုရ၍လရေတို့အကြောင်းတို့တပြည့်လင်းနေရောညပါကြိုးစားလေ့ကျင့်သည်နှင့်မကြမီတွင်လရေတို့စိတ်အေးမှလုံနိုင်သောခြေသို့ရောက်ခဲ့၏ကံအားလျော်စွာတထေတိုက်တထိုက်၌အလုတ်လစ်လိုက်၍ရှောက်ထားသောအခါရုပ်ရည်တန်ပြန်၍သွက်လက်ချက်ချသောမိန်းကလေးတစ်ယောက်ဖြစ်သည့်အတိုင်းတထေကမျက်စိကျ၍ရွေးချယ်ခံထားခြင်းခံရလေသည် ၎င်းလုတ်တွင်တနည်းခန့်လုံမိလက်သောသရင်စာတစောင်း၌လက်ရည်သူစီမတယောက်လိုရှိသည်ဆိုသောကြောင်ညာကို တွေ့ရလေ။လက်ကမှလက်ရှိလက်ကတဲ့ကောင်းတော်လဲရန်ကုန်မြို့ကာကွယ်ရေးဌာနဝန်ကြီးရုံတော်မှဖြစ်နေ၍စဉ်းစားစရာဖြစ်နေ၏။ခင်လေးဆွေနှင့်တိုင်ပင်ကြီးသောအခါမန္တလေးမှာထက်ရန်ကုန်မှာနေရလျင်ရွှေဘုံနှင့်တာ၍ကွာလန်းသည်ဆို၍သဘောကျ၏။ခင်လေးဆွေမှာရွှေဘုံမြို့မှအသည့်မိတ်ဆွေများကိုတွေ့ခြင်းမြည်ဝေးစွာ ၎င်းတို့နှင့်မတော်တဆတွေ့ဆုံမိမိအရေးကိုတွေးကြောက်သည်နှင့်တဏ္ဍာမြဝေကွာအောင်ခွာလိုသောဆန္ဒသာရှိလေတော့သည်တို့ဖြစ်၍ခင်လေးစွေဤတိုက်တွန်းကြရာလျှောက်လာတဆောင်တင်ပို့လိုက်လေ၏ကာကွယ်ရေးဌာနလည်းရို့စီမဆိုသည်မှာကာကွယ်ရေးဝင်ကြီးဥလူမော်အတွက်ဖြစ်ရာကဥလူမော်သည်လျှောက်လာများကို ကိုယ်တိုင်ကြည့်ရှုရွေးချယ်လေသည် ်ဥလူမော်သည်မတ္တနံဤလျှောက်လာကိုတွေ့ရသောအခါ၎င်းတွင်ဖော်ပြပါရှိသော အသက်သည်၎င်းအင်အေစာမှုပဲအောင်မြင်သောခုနှစ်တက်ကြရသည်၎င်းမိမိသိခဲ့သောမတ္တနံနှင့်ကိုက်ညီလျက်ရှိသည်ကိုတွေ့ရ၏မတ္တနံနှင့်ခင်လေးဆွေတို့အကြောင်းကိုမိမိကြားသိရသလားမလဲဤလုံမျိုးကိုမတ္တနံကလျှောက်ထားမည်ဆိုလျင်လဲလျှောက်ထားနိုင်လောက်ပေသည်သို့သောဟုတ်မဟုတ်ကိုက အသေးချာမပြောနိုင်ချေဤတွင်ဝင်းကြီးဥလူမော်သည်မန္တလေးသို့ခရီးထွက်နိုင်အောင်စီစဉ်၍မတ္တနံထံသို့လဲမြည်သည့်နေ့ရက်တွင် ။ဘာကွက်ဆော့ဗိုလ်တဲသို့အလို့အတွက်အင်တာဗျူးပေးရန်အမိန့်စာတစ်စောင်ပြန်ကြားစီ။မဒနန်ကမူကားဂါကွေဝင်ကြီးတယောက်ရှိ၍၎င်း၏မြေမာဥလုမော ဖြစ်သည်ဟုကြားဘူးသလိုလိုရှိတော်လဲ။တငယ်ချင်းဥလုမောဖြစ်သည်ဟု၍၎င်းဗိုလ်တဲ၌အင်တာဗျူးပေးရမည့်ပုဂ္ဂိုလ်မှာဝင်ကြီးဖြစ်သည်ဟု၍၎င်းမသိရှိချေ။ညီတို့ပင်ဖြစ်စေမဒနန်သည်အမိန့်စာကိုရရှိသောအခါချင်းဆိုသောနေ့ရက်တွင်သွားရောက်တွေ့ဆုံမည်ဟုကြံရွယ်ထားလေသည်။သို့ဖြစ်၍မဒနန်သည် မိမိနဲ့အတူလိုက်ပါရန်စည်မာကလေးတယောက်အားလည်းတောင်းပန်ထား၏ချင်းစောသောနေ့၌မတ္တနံနှင့်မိမဘော်ကလေးသည်စာကွတ်ဆောက်သို့ရောက်သွားကြ၍အမိန်စာကိုပြသည်တွင်တရက်စွာဝစ်စင်ထားသောလူတယောက်ကဧကန်သို့လိုက်ပြသည်နှင့်မိန်းကလေးနှစ်ယောက်လည်းဧကန်သို့ဝင်၍စောင့်နေကြ၏မကြမီအထက်ထက်မှဆင်လာသောခြေတံများကြား၍မိန်းကလေးနှစ်ယောက်သည်မျက်နှာပိုးတက်လျက်စောင့်နေကြစဉ်ပစိုးတောင်ရှိခေါင်းပေါင်းအုပ်ပေါင်းစသည်ဖြင့်တိုင်းမြိုက်စွာဝစ်စင်ထားသောလူတယောက်ဝင်လာလေ၏ မိမိတို့ရွာသားကိုလူမောဖြစ်သည်ဟုတကြိမ်တခါမျှမစင်စားမိသောမတ္တနာမှာထိုသူကိုမြင်ရသောအခါ၌မြင်ဖို့တလူလူရှိပါသည်ဟုအောက်မိမိသို့သောယောက်ျားနှင့်မိန်းမဖြစ်သည့်အတွက်စူးစူးဆက်ဆက်မကြည်ဝင်သည်နှင့်တစ်ချက်မျှကြည်လိုက်ပြီးသည့်နောက်မျက်လွာချကားစဉ်းစားနေမိတော့သည်ကိုလူမောကမတ္တနာကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်ဟုတ်ပြီဟုတကားတဲ့ဆုံးဖြတ်ချက်ချနိုင်၏အဘဲကြောင့်ဆိုသောနှစ်ပေါင်းအတန်ကြာကွဲကွာနေကြစေကမူမတ္တနာဤရုပ်အဆင့်မှာ ဝမ်းမြင်အဖြစ်မှဝင်းဝင်းဝါဝါမှဲ့လာသောတည်တည်ဤပြောင်းလဲခြင်းထက်ဘုံမူပြောင်းလဲခြင်းမရှိပဲလှတော့ချောတော့ချစ်ခင်ပွဲကောင်းတော့မင်းရှိနေသောကြောင့်ပေသည်မိန်းကလေးနှစ်ယောက်ကအယုဒေပြူသောသဘောနှင့်ထိုင်ရာမှထားကြသည်ကိုဂိုလူမော်ကထိုင်ကြပါကိစ္စမရှိပါဘူးဟုပြောလိုက်သောအခါမသက်နံမှာအတန်ကလည်းမိမိကြားဘူးသည့်အတိုင်းရှိတော့သည်ဟုအောက်မိမိဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးထောင်ဤ မြတ်သက်မောဆိုတဲ့ဝိထုစာကိုအပိုင်ရှင်နေဖြင့်ဆက်လက်ပပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်ကိုမှပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ